မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့အရခတက်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အမ်းမြို့သိမ်းတိုက်ပွဲမှာမြေပြင်မှာတိုက်ရိုက်ကိုခဲ့မဲ့စစ်ကောင်စီရဲ့ထိတ်တန့်အရာရှိများဟာစွန့်ခွာထွက်ပြေးနေကြပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘာခတိုင်းမှုဗိုလ်ချုပ်ကျော်စွာဦးဟာ ကြောက်ဖြူမျိုးကိုရောက်ရှိနေသလိုဒူတိုင်းမူဘုံမူးချုပ်တောင်းထုံးနဲ့အခြားရာရှိများဟာလည်းမကွေးမျိုးကိုစိတ်ရဟက်ရင်နဲ့ထွက်ပြေးသွားကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဘုံမူးချုပ်တောင်းထုံးရဲ့ဒဏ်ရာရတဲ့ခမရ3ခုနှစ်တိုက်ရဲမှုဒုတိယဘုံမူးကြီးနဲ့အရာရှိတွေ ထွေအုံမှာရှိတဲ့ဒူးညုံမှုအဆင့်ကနေပြီးတော့ဒူးစီအဆင့်အထိရဟရင်နဲ့ခေါ်ထုတ်သွားတယ်ခေါ်သွားတဲ့အထဲမှာဒဏ်ရာရတဲ့သူတွေလည်းပါတယ်လို့မြေပြင်စီရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်နိုဝင်ဘာလ၄ရက်နေ့ကနဘာခတဲမှာရှိတဲ့ရဟရင်ခွင်းကိုစစ်ရဟရင်နှစ်စီးဆင်းတက်ခဲ့ပြီးတော့ရိတ်ခါနဲ့လူဝင်အားတွေကိုပို့ဆောင်ကဒူးတိုင်းမူဘုံမူးချုပ်တောင်းထုံဦးဆောင်တဲ့အယောက်၂၀ခန့်ကို မကွေးမြို့တပ်မ88ကိုခေါ်ဆောင်သွားတယ်လို့သတင်းရရှိပါတယ် တိုင်းမူကအမ်းမှာမရှိဘူးနောက်ဆုံးတရင်ရထားတာကကြောက်ဖြူကိုရောက်နေတယ်သူလဲအမ်းကြမှာကိုတိလို့ကြောက်ဖြူကတရုတ်စီမံကိန်းတွေလုံခြုံရေးအကြောင်းပြပြီးတော့ထွက်ပြေးနေတယ်လို့သိရတယ်လို့အေအေနဲ့နှိစက်တဲ့တရင်အရေးမဲ့တူကပြောပါရယ်အေအေရဲ့1027ဆက်စင်ရေးမှာရခိုင်ပြည်နယ်ကမြို့နယ်တချို့လက်လွတ်လိုက်ရပြီးတဲ့နောက်နောက်ပါခတိုင်းမူဗိုလ်ချုပ်ထင်လန်ဦးကိုစစ်ကောင်စီကရာထူးကနေထုတ်ပယ်ကဗိုလ်ချုပ်ကျော်စွာဦးကိုအစားထုတ်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်လက်ရှိမှာ တိုင်းစစ်ဦးစီးမှုယာယီဗိုလ်မှူးချုပ်ကျော်ကျော်တန်းဗိုလ်မှူးကြီးအောင်ရွှေတို့အဲမှာရှိနေပြီးတော့နဘာခတဲမှာရှိနေတယ်လို့သတင်းရရှိထားကြောင်းအေနဲ့နီးစပ်တဲ့သတင်းအမည်တဦးကနိုဗမ်ဘာလ10ရက်နေ့မနက်မှာပြောကြားထားပါတယ်ယာယီဗိုလ်မှူးချုပ်ကျော်ကျော်တန်းဟာအေအေကနိုဗမ်ဘာလ9ရက်နေ့ကစတင်ခဲ့တဲ့နဘာခအနီးမှာရှိတဲ့အမြောက်ကြီးတက်နဲ့အယိုးတော်လက်နက်ကြီးစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်သိမ့်ပိုက်တဲ့တိုက်ပွဲမှာ ဒဏ်ရာရပြီးတော့တိတ်ဆုံးသွားခဲ့တယ်လို့စီရေးသတင်းမြစ်တစ်ခုကကိုးကားပြီးတော့ရေးသားထားပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တီးခြားအတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူးလက်ရှိအန်တိုက်ပွဲဟာနဘခအနီးအနီးကတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့ဒေသခံတဦးကပြောပါတယ်စစ်ကောင်စီကလေးချောင်းအားပဲယူပြီးတော့ပြစ်နေတာပါစစ်တပ်ထဲမှာကအရာရှိတွေပါတေတယ်ဆိုတဲ့သတင်းတွေကတော်တော်လေးကိုထွက်နေပါတယ်လို့ဒေသခံတဦးကပြောပါတယ်အတွဲလိုက်ပြစ်ခတ်နိုင်တဲ့ဒုံးကျည်များတက်ဆင်ထားတဲ့အမြောက်ကြီးတက်နဲ့အယိုးတော်လက်နက်ကြီးစခန်းကုန်းကိုအေးအေးကား နိုဗ ెంబ ာလ9ရက်နေ့မှာထပ်မံတင်ပိုက်လိုက်ကြောင်းဒေသခံများနဲ့ AA နဲ့နီးစပ်တဲ့စီရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်။အမ်းမြို့မှာခမရ301 302 303အမတ်304အမြောက်တပ်ရင်အမတ်နဲ့ဂရင်300တပ်မတော်စစ်ဆေးရုံအမတ်646စောက်လုပ်ရေးအင်ဂျင်နီယာတက်ခွဲအမတ်305စစ်လက်နက်ပစ္စည်းတက်ခွဲစစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့နောက်ပါခါအမတ်၈အစစ်မြေဆက်သွယ်ရေးတက်ရင် ်အမှတ်696ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ခွဲအမှတ်699စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအန်းတောင်အုပ်စုမှအမှတ်95ခေါ်အလုံယုံတပ်ခွဲလျှက်စစ်အမှတ်30တပ်ထင်းတပ်စတဲ့အခြေစိုက်တပ်ဖွဲ့များရှိတဲ့အပြင်သခိုင်းတိုင်းကလင်းမြို့အခြေစိုက်အမှတ်30စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ30လက်အောက်ခံအမှတ်362ချင်းမြန်တပ်ရင်းအမှတ်365ချင်းမြန်တပ်ရင်းအမှတ်369ချင်းမြန်တပ်ရင်းများပေါ်မှာရှိတယ်လို့သိရပါတယ်အေးအေးဟာခမရ303 302ဂရင်300စေးတပ် တပ်ရင်းများဖြန့်ခွဲပြီးတော့တတ်ဆွဲထားတဲ့ဂန်ကုန်တထောင်ဖရားပူလောက်တောင်ဖရားကုန်စရဖတ်တက်နဘခအနီးမှာရှိတဲ့မိုက်ခရိုဝေ့တောင်ကုန်အမတ်ရှိတိုက်စီးကြောင်း BE တပ်ရင်းတည့်ရပင်တပ်စခန်းနတလာဂိတ် အမြောက်ကြီးတက်နဲ့အယိုးတောင်လက်နက်ကြီးစခန်းကုန်းများကိုတိတ်ပိုက်ထားပြီးပြီလို့ဒေသခံများဒေသခြေဆိုင်သတင်းဌာနများမြေပြင်စီရေးသတင်းအမိများကထုတ်ဖော်ပြောကြားထားပါတယ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့အေအေကတရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးတော့လဲအမ်းမျိုးကိုတိတ်ပိုက်နိုင်ရေးအတွက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းပြီးခဲ့တဲ့အော်တိုဘာလကသတင်းထုတ်ပြန်ခဲ့ပါတယ်နောက်ပါခကိုအေအေတိတ်ပိုက်နိုင်ပါက စစ်ကောင်စီအတွက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခပြီးရင်ဒုတိယမြောက်လက်လွတ်ရမယ်စစ်တိုင်းဖြစ်လာမှာဖြစ်တယ်လို့သိရပါတယ်။လာရှုံမျိုးအခြေစားအရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကပြီးခဲ့တဲ့ဩဂတ်လ3ရက်နေ့မှာအပိတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်အတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားအယောက်20ကိုအရခတ်တပ်တော် AA ကဖမ်းဆီးခဲ့ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်ရဲတပ်ဖွဲ့ထံကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့ရခိုင်ပြည်နယ်ပိုင်နယ်အတွင်းကိုကျူးကျော်ဝင်ရောက်လာပြီးတော့ငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက်20ကိုငါးဖမ်းဆက်လီများနဲ့အတူ AA ရဲ့ကမ်းခြေဆောင်တပ်သားများကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားအယောက်20ကိုနိုဝင်ဘာလ9ရက်နေ့ညနေပိုင်းမှာဘင်္ဂလားဒေ့ရှ်န ေကြားဆောင်ရဲတပ်ဖွဲ့ထံကိုပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကငါးဖမ်းနေတဲ့အချိန်မှာ ဘင်္ဂလားမြန်မာနယ်စပ်ပုံညာမြင်းကိုမတော်တဆဖျက်ချော်ပြီးတော့ရခိုင်ပြည်ရေပိုင်နယ်အတွင်းကိုဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးအရခတ်တပ်တော်ကမ်းခြေဆောင်တပ်ဖွဲ့က၎င်းတို့ကိုတရားမဝင်ဝင်ရောက်မှုနဲ့လှေနဲ့အတူဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်၅ဖမ်းသမား20ဦးဟာဘင်္ဂလားပင်လယ်အော်မှာနိုဝင်ဘာလ9ရက်နေ့က၅ဖမ်းခဲ့စဉ်မှာဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းပြည်လဲလွတ်မြောက်လာသူများကဝန်ခံထားပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်ရဲတပ်ဖွဲ့ကအရခတ်တပ်တော် AA နဲ့ဆက်သွယ်ပြီးတဲ့နောက်ဖမ်းဆီးခံထားရတဲ့၅ဖမ်းသမားအယောက်20ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြည်လဲပို့ဆောင်ပေးနိုင်ခဲ့က၎င်းတို့ကိုမိသားစုများ ားထံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ၄ရက်နေ့ကလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၆ဦးဟာပင်လယ်ဓားမြအဖွဲတစ်ဖွဲ့ရဲ့ဓားမြတိုက်ချင်းကိုခံခဲ့ရပြီးတော့၎င်းတို့ကိုမော်တော်ဘုတ်ထဲမှာတင်ဖမ်းဆီးလောက်ပိတ်ချင်းကိုခံခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၆ဦးကိုအော်တိုဘားလ9ရက်နေ့မှာအာရခကန်းချီစောက်တက်ကမောင်တော်မျိုးနဲ့ကြောက်ပနူကန်းချီအနည်းမှာကဲတင်နိုင်ခဲ့ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လည်လွှဲပြောင်းပေးရခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မနေ့ကနိုဗင်ဘာလ9ရက်နေ့ကစစ်အာဏာရှင်ဟောင်းတန်းရွှေဥဆောင်ပြီးတော့နေပြည်တော်မှာရှိတဲ့စစ်ရုံးမှာတကားပိတ်အစည်းအဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့အချိန်မှာစစ်အာဏာရှင်ဟောင်းတန်းရွှေကဥဆောင်ပြီးတော့အခုလိုမျိုးအစည်းအဝေးပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။ အဲ့ဒီစစ်အာဏာရှင်ဟောင်းတန်းရွှေဦးဆောင်တဲ့တကားပိတ်အစည်းအဝေးဟာတရုတ်တမရရှီကျင်းပင်နဲ့ AR မြေဆုံကိစ္စကိုဗီဒီယိုရုပ်သံနဲ့အစည်းအဝေးပြုလုပ်ခဲ့ကြတယ်လို့သိရပါဗျ။ AR မြေဆုံစီမံကိန်းမှာပါဝင်ခဲ့တဲ့စစ်ကောင်းဆောင်တွေကိုတရုတ်တမရရှီကျင်းပင်ကဗီဒီယိုရုပ်သံနဲ့ AR မြေဆုံစီမံကိန်းပြန်လည်စတင်မှုအတွက်ဆွေးနွေးခဲ့တယ်လို့နေပြည်တော်မှာရှိတဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါဗျ။တီးခြားထပ်မံပြီးတော့စုံစမ်းမှုတွေအရာစစ်အာဏာရှင်ဟောင်းတန်းရွှေဟာနေပြည်တော်စစ်ရုံးမှာတကားပိတ်အစည်းအဝေးပြုလုပ်ခဲ့တာကိုအတိပြုနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဥရောပသမဂ္ဂ EU ကအရေးယူတန်းခတ်ပိတ်ဆို့မှုကြေညာပြီးတဲ့နောက်မှာစစ်ကောင်စီလက်အောက်ခံနေကြားဆောင် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူဟာလူမြင်ကွင်းကနေပြောက်ွယ်နေပြီးတော့ထိုင်းဘက်ကလည်းမလာတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ26ရက်နေ့ကရင်ပြည်နယ်မြဝတီမြို့နယ်မှာအွန်လိုင်းငွေလိမ်လည်မှုမူရည်စေဝါလူကုန်ကူးမှုနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများလူအခွင့်အရေးချိုးဖောက်မှုများစိုးဝါးစွာကျူးလွန်နေတဲ့ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးမုတ်တုံဗိုလ်မှူးတင်ဝင်းနဲ့ချစ်လင်းမြိုင်ကုမ္ပဏီတို့ကိုဥရောပသမဂ္ဂကတန်းခတ်ပိတ် ဆုပ်အရေးယူကြောင်းကြေညာခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးကြေညာပြီးတဲ့နောက်မှာဘုံမူကြီးစောချက်သူဟာလူမြင်ခွင်းကနေပြတ်ကွယ်နေတယ်လို့သိရပါဗျ။ပုံမှန်အားဖြင့်ထိုင်းဘက်ကိုလာချင်းစင်ကာပူနိုင်ငံသို့တွားရောက်ချင်းများကိုလုံဆောင်လေးရှိတော်လဲ။ဥရောပတမကရဲ့အရေးယူမှုခံရပြီးတဲ့နောက်မှာထိုင်းဘက်ကိုမလာတော်ဘူးလို့ထိုင်းအန်ကောရာသတင်းဌာနကသတင်းဖော်ပြထားပါဗျ။ဘုံမူကြီးစောချက်သူကထိုင်းဘက်ကိုမလာတာအခုမှမဟုတ်ပါဘူး။ ာနာသိမ်းပြီးတော့2022ခုနှစ်ကလေးကစပြီးတော့မတွေ့ရတော့ဘူး BGF တပ်ဖွဲ့ဝင်တွေကတော့ဒီဘက်ကိုအဝေးထွက်ရှိပေမဲ့ဘုံမူကြီးစောချစ်သူနဲ့ခေါင်းဆောင်ပိုင်းတွေကတော့တိတ်ပြီးတော့ကုလူလာတာမတွေ့ရဘူး KNU ကတာဝန်ရှိသူတချို့ကတော့မဲဆောက်ဘက်မှာကုလူသွားလာတာရှိတယ်လို့မဲဆောက်အခြေစားတော်လိုက်ရေးတပ်ဖွဲ့အခုကစီရေးသတင်းအမြစ်ကပြောဆိုထားပါတယ်မြောက်ရီမြို့နယ်အခြေစား BGF သတင်းအမြစ်ကတော့၎င်းရဲ့ခေါင်းဆောင်ဘုံမူကြီးစောချစ်သူဟာကြမ်းမာစွာရှိနေပြီးတော့၎င်းရဲ့လုပ်ငန်းများကိုလုံဆောင်နေစေဖြစ်တယ်လို့ပြောဆိုထားပါတယ် EU ရဲ့တန်ခတ်ပိတ်ဆို့မှုကိုခံလိုက်ရတယ်မြောက်ရီမျိုးနယ်ကချစ်လင်းမြိုင်အုပ်စု CLM နဲ့တီထောင်သူဥက္ကဋ္ဌနယ်ကြားဆောင်တက်ကဗိုလ်မှူးကြီးစောချက်သူတို့ဟာရွှေကုတ်ကိုမျိုးအပဝင်ထိုင်းမြန်မာနယ်စပ်မြောက်ရီမျိုးနယ်အတွင်းလိမ့်လည်လှည့်စားတယ်အွန်လိုင်းလိမ့်လည်မှုများစွာကိုလှုံ့ဆော်နေတဲ့အတိုင်းဝိုင်းများကငွေကြေးအရအများအဆုံးများရရှိနေတယ်လို့သိရပါတယ်ဗိုလ်မှူးကြီးစောချက်သူရဲ့ပိုင်နက်နေရာများမှာအွန်လိုင်းလိမ့်လည်မှုမူရစေးဝါနဲ့လူကုန်ကူးမှုအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝဲမှုများအတွက်အချက်ချနေရာဖြစ်ပြီးတော့ အဓမ္မလုံအားပေးခိုင်းစေမှုနဲ့မြန်မာနှိမ့်ဆက်မှုများအပါအဝင်ကြီးမားတဲ့လူအခွင့်အရေးချိုးဖောက်မှုများဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒါအပြင်ချစ်လင်းမြိုင်ကော်မတီကအကြမ်းဖက်စစ်ကောင်စီနဲ့နှီးကပ်စွာဆက်ဆက်နေပြီးတော့စစ်တပ်ကိုစန့်ကျင်နေသူများရဲ့သတင်းများကိုပေးပို့ခြင်းစစ်သားစုဆောင်ခြင်းများမှာပါဝင်ပတ်သက်နေတယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်စောချစ်သူအပြင်ဒုတိယဗိုလ်မှူးကြီးမုတ်တုံနဲ့ဗိုလ်မှူးတင်ဝင်းတို့ကိုလည်း EU ကတန်းခတ်ပိတ်ဆို့ထားတယ်လို့သိရပါတယ်။ဒုဗိုလ်မှူးကြီးမုတ်တုံနဲ့ဗိုလ်မှူးတင်ဝင်းတို့ဟာလည်းမြောက်ရီမြို့အနီးမှာရှိတဲ့ရွှေကုတ်ကို KK Park Project နဲ့ဝါညာ Project လိုမျိုး အွန်လိုင်းလိမ်လည်မှုဗဟုသန္တာများအထွတ်အလုံးလုံးတွေကအွန်လိုင်းလိမ်လည်လက်စားမှုများကနေပြီးတော့အကျိုးအမြတ်များရရှိနေကြောင်း EU ကပြောဆိုထားပါတယ်အလားတူပဲ2023ခုနှစ်ဒီဇင်ဘာလမှာလဲ BGF ကဘုံမူကြီးစောချက်သူချစ်လင်းမြိုင်ကုမ္ပဏီဒါရိုက်တာဆောမင်းမင်းဦးမြန်မာရထိုက်ကုမ္ပဏီကရှယ်ယာရှင်ချီကျွာကျန်းတို့ကိုဗြိတိန်နဲ့မိတ်ဖက်နိုင်ငံတွေကတန်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ကြေညာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ3ညောင်လေးပင် ခရိုင်ကြောက်ကြီးမြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်အရဲသားတအုပ်တည်ဆုံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ6ရက်နေ့မနက်ပိုင်းကစစ်ကောင်စီရဲ့ခလိုက်ရ164တပ်ရင်းက190မမလက်နက်ကြီး9လုံးနဲ့ပစ်ခတ်ခဲ့ရာငဖယ်အင်းကြီးပါအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့48နှစ်အရွယ်အမျိုးသားတအုပ်တည်ဆုံက အမျိုးသားတဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ခရီးရန်ဖျားရှိခိုးကြောင်းတကြောင်းလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့အသိပေးထားပါတယ်။စစ်ကောင်စီတပ်ဟာကြောက်ကြီးမြို့နယ်မှာ KNU နယ်မြေများအတွင်အရဲသားပြည်သူလူထုနေထိုင်ရာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း၊လေကြောင်းကနေတိုက်ခိုက်ခြင်းများမကြာခဏပြုလုပ်လျက်ရှိရာအရဲသားတိုက်ဆုံထိခိုက်မှုများဇက်တိုက်ဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။ကြောက်ကြီးမြို့နယ်မှာအခုနိုဝင်ဘာလဇန်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းထုတ်ဝင်ရောက်နေတဲ့အတွက်ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။နိုဝင်ဘာလတရက်နေ့ကကြောက်ကြီးမြို့နယ်ရွာကြီးအင်း င်းကျေးရွာမှာစစ်ကောင်စီတပ်စစ်ကြောင်းကို PDF နဲ့ KNL ပါဝင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က10ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့တယ်လို့ PDF တောင်ပိုင်းစစ်ဒေသကအတိအပိတ်ထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘူးတလင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတဖမ်းရွာကအသက်80အရွယ်ဦးဆိုင်လွင်ကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့နေအိမ်အလုံး40ခန်းကိုမိရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ6ရက်နေ့9ရက်နေ့ဒီမှာဘူးတလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကတဖမ်းရွာကို၂ရက်ဆက်တိုက်ဝင်ရောက်စီးနင်းပြီးတော့ကြေးရွာအတွင်းကစစ်ဘေးရှောင်ရမ်းပြင်ဆင်နေတဲ့အသက်80အရွယ်ဦးဆိုင်လွင်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကြေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်အလုံး 40ခန်းကိုလည်းမိရှုဖြတ်စည်းခဲ့ပြီးတော့ပြည်သူဝိုင်းပစ္စည်းများကိုလည်းယူဆောင်သွားတယ်လို့သိရပါတယ်။တပန်းရွာမှာစစ်ခွေးစစ်ကြောင်းကနှစ်ရက်တက်ဆွဲပြီးတော့နေအိမ်အလုံး40ခန်းကိုမိရှုဖြတ်စည်းထားခဲ့တယ်။နောက်ပြီးတော့တပန်းရွာကအသက်80အရွယ်ဦးဆန်းလွင်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့တယ်။ရွာအပြင်မှာအလောင်းပြန်တွေ့တယ်လို့သိရတယ်။မိရှုဖြတ်စည်းခံရတဲ့နေအိမ်တွေထဲမှာအခုအသက်ခံလိုက်ရတဲ့ဦးဆန်းလွင်ရဲ့နေအိမ်လည်းပါသွားတယ်လို့နောက်ဆက်တွဲသိရတယ်လို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်သောအမေသားကပြောဆိုထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဒီကနေ့နိုဝင်ဘာလ10ရ ရက်နေ့မနက်ပိုင်းမှာတဖမ်းရွာကနေဘူးတလင်းမျိုးတဲကိုပြန်လည်ဝင်ရောက်လာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ CA သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပြည့်ပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ